မင်္ဂလာပါနော်နွေဦးမိသားစုပေါင်းတို့ကြီးနွေဦး family channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့ဝတ္ထုတို့လေးကတော့ဆရာကြီးတင်ညွှန်ရေးသားထားတဲ့အမွေဆိုသောဝတ္ထုတို့လေးပဲဖြစ်ပါတယ်ရှင်အမွေအမေဘာလဲကွယ်ဒီလိုလုပ်ပါလားအိမ်ထဲခြံကိုရောင်းလိုက်ရအောင်ရောင်းပြီးတော့ငါဘယ်မှာသွားနေရမှာလဲတားနေတူတူလိုက်နေပေါ့ ခင်မုန်းဖြစ်သူဥပဒင်ကွယ်လွန်ပြီးရှယ်လေဒီနေမှာပင်တားဖြစ်သူက တောင်းဆိုနေပြီးဒေါမြရှင်မျှော်မှန်းထားပြီးသားဖြစ်သည်သို့သောတည်ငြိမ်အေးချမ်းစွာဖြင့်အမိဘဲမအမလိုက်မနေနိုင်ဘူးမင်းတို့ဘေးကောင်းကြသွားတဲ့နေရာလေးမှာပဲနေခြင်းနဲ့အမိတယောက်တည်းနဲ့စားရေးတောက်ရေးခက်ခဲမှာပေါ့မင်းဖေရှိတော့ကလည်းအမိတယောက်တည်းလောက်ကင်ကျွေးနေရတာပါဘာဖြစ်ဖြစ်ပေါ့အမိရဲ့အတကြီးမှတယောက်တည်းမနေသင့်ဘူးထင်လို့ပါငါတယောက်တည်းပဲနေခြင်းနဲ့ ရဲလဲပြီးနောက်တနေ့တွင်တာကသူနေထိုင်ရာအရက်တွေစီကိုပြန်သွားသည်ဒေါမြရှင်တယောက်တည်းအထီးကျန်စွာဖြင့်နေခဲ့သည်ခင်မုန်းပြသူကွယ်လွန်ပြီးတလာပြေဆွန်ကဲရာတွင်တာကရောက်လာပြန်သည်မေအင်ကြီးကိုရောင်းလိုက်ပါမရောင်းနိုင်ပါဘူးဥပတင်ကွယ်လွန်ခြင်းတနေ့ပြေကိုအိမ်တွင်ဖုန်ကြီးကားပါပင်ပြီးဆွန်ကဲသည်တာကရောက်လာပြန်သည်အမေတားနေလိုက်နေပါအင်ကြီးကိုမထိန်သိမ့်နိုင်တော့မယ့်အတူတူရောင်းလိုက်ပါ မရောက်နိုင်ပါဘူးအမေဘာဖြစ်လို့တယောက်တည်းဒုက္ခခံနေရတာလဲငါဒုက္ခရောက်နေတယ်ဆိုပြီးနင်ကထောက်ပံ့နိုင်တာလည်းမဟုတ်ဘူးငါပင်စင်လေးပန်းဆိုင်ခင်လေးကရတဲ့ဝင်ငွေလေးနဲ့ငါဘာသာရက်တည်နေရတာအိမ်ရောက်လိုက်ရင်ဒီကစ်ပေါက်စင်းနေဆိုတားလဲအရင်နည်းလေးတွေရတော့တော့ပုံမကောင်းဘူးလားအမေအေးနင်ကငါမသိသေးဘူးအမွေလာတောင်းနေတာပဲအေးစိတ်ချငါဒီလဲငါဒီအိမ်နဲ့ချန်ကြီးကိုလှူသွားမှာ အရက်ထဲမှာစတင်ချောင်းအတွက်ထက်တူချေဘူးလို့နေတယ်။ငါမသိခင်ကောင်းမှုလေးလုပ်သွားခြင်းနဲ့တော်များရှင်သည်ထိုအရက်ထဲရှိမူလာရန်ချောင်းလေးတွင်ပင်စင်ရသည့်အထိချောင်းအုပ်လုပ်ခဲ့သူဖြစ်သည်။အမိရောင်းချင်တဲ့ရောင်းလို့လို့မရဘူးလေ။ဒီရင်ကတားနေလေဆိုင်တာပဲ။မင်းပတ်ဆံဗနဲ့များပါတယ်လေပျော်စမ်း။ဒီရင်ကနေပြီချွေးနဲ့သွေးနဲ့ရင်းပြီးတော့ရှာလို့ရတဲ့ပစံနဲ့ဆောက်ခဲ့တာ။ตาလဲဖီလိုမီလိုตาပဲလေအမွေရလိုက်တာပေါ့ အမွေဆိုတာဆန်တဲ့မှဆန်ရတဲ့မှရတာပါကွယ်မိခင်ကြီးကသူတူတဲ့သူ့အိမ်ကြီးတွင်အထီးကျန်စွာနေရရှာသည်မကြမီအိမ်ရှိတွင်စိုင်းပုတ်တစ်ခု ထုတ်ချိတ်ထားသည်အဆောင်ငါးရန်ရှိသည်အမျိုးသမီးတိတဲ့တို့များရှင်သူ့အိမ်ကြီးအောက်ထက်တွင် အခန်းစေကန်းဖွင့်လိုက်သည်ထို့အခန်းများကိုအမျိုးသမီးပေါ်လာဆောင်ဖြင့်ငါးစားသည် သူကတယောက်တည်းအပေါ်ရက်တွင်နေသည် အိမ်ကြီးမှာဆက်ယုံနေမနီမဝေးတွင်ရှိသောကြောင့်ဆက်ယုံစင်းသည့်အမျိုးသမီးတွေက အခန်းများလာငါကနေထိုင်ကြသည်ဒေါ်မြရှင်တယောက်နေရင်ထိုင်ရင်အင်ဂျင်ဆိုသည့်အဆောင်မူကြီးဖြစ်သွားရတော့သည်ယခုတော့သူ့အိမ်ကလေးသည်တိတ်ဆိတ်နေရာမှာစီကားမြိုင်ဆိုင်လာသည်တော်များရှင်ကအိမ်ရှိခြံဝင်းထဲတွင်ဆိုင်ကန်းလေးတစ်ခန်းဆောက်ပြီးလက်ဖက်ချင်းနှင့်အတုပ်ဆောင်ဆိုင်လေးဖွင့်ပြီးတောမတူမလေးတယောက်ကိုခေါ်ထားပြီးနှစ်ယောက်သားစီးပွားရေးလေးလုပ်ကြည့်ရအောင်မြင်လာသည် တားကမကြာခဏပြဿနာလာရှာသည်မလျှော်သောစိတ်ဓာတ်ဖြင့်အသက်80ကျော်သည့်အထိတယောက်တည်းအာတင်ပြီးယုံကန်နေခဲ့သည်ကိုဗစ်တွေဖြစ်သည်တတိယလိုင်းကာလတွင် တော်များရှင်တယောက်ကူးစက်ခြင်းခံရပြီးအသေးအံဝေဒနာခံစားနေရသည်အမီတမီအကိုကြီးကိုခေါ်လိုက်မယ်လေအဒူလာနေသည်ဒူမဖြစ်သူကဒေါ်မရှင်ကိုပြောသည်ဒေါ်မရှင်ကကောင်းချင်းပြလိုက်သည်ဒူမလေးကသူ့ဦးလေးကိုလှမ်းပြီးအကြောင်းကြားသည် မိုင်းတရားကန်အဝေးသည့်နေရာကိုတားဖြစ်သူကကားဖြင့်အမြန်လာသည်ထိုညတွင်ပင်အမြန်လန်း၌ကားချင်းတိုက်မိပြီးတားဖြစ်သူကွယ်လွန်သည်နောက်တစ်နေ့တွင် တော်များရှင်ချက်ချင်းလိုပင်ထူထူထောင်ထောင်ဖြစ်လာသည်လူကြီးဆောင်ရာခေါ်ပြီးသူအိမ်ချမ်းဝင်းနှင့်တကွအင်ကြီးကိုစာတင်ကြောင်းဆောက်ရန်အတွက်လှူရန်ဖြစ်သည် အရက်လူကြီးတွေက တော်များရှင် ဖြစ်ပါမလားခမရသားကပြဿနာလာရှာနေဦးမင်းသူမရှာနိုင်တော့ပါဘူးတော်များရှင်က ပြုံးပြီးပြောလိုက်သည် စာချုပ်စာတမ်းတွေအားလုံးပေါ်တွင်လက်မှတ်ထိုးပြီးနောက်ဒေါ်မြရှင်တယောက်ပေါ်ပင်လေးလက်ကလွတ်ကျသွားသည်တူမလေးကအမေအမေဟုအော်ခေါ်သည်ဒေါ်မြရှင်တယောက်အသက်မရှိတော့ပြီပြည့်မဲ့ဇလန်တကူကိုအခြေပြုပါသည်တင်ညွတ်၂ရက်၂လ2025ဟုတ်ကဲ့ပါရှင်ဆရာကြီးတင်ညွတ်ရေးသားထားတယ် အမွေဆိုတဲ့ဝတ္ထုတော်လေးကိုမျှဝေပြီးတော့ဖတ်ပြပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်ဆက်ပြီးခဲ့ကြတဲ့ຫນွေဦးမိသားစုအရောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်နော်။ຫນွေဦးမိသားစုများအားလုံးလည်းပြီးကင်းလုံးချမ်းမှကြပါစေရှင်။